ကမ္ဘာဖလားကိုဝင်ရောက်ရှင်ပြိုင်ခဲ့မှုတွေကမ္ဘာအသေးဆုံးနိုင်ငံ၉နိုင်ငံအားလုံးပဲမင်္ဂလာပါ CT Insider Brown ဘာမှကနေပြန်လဲကြိုကြိုလိုက်ပါတယ်ဒီဗီဒီယိုမှာတော့ကမ္ဘာဖလားကိုဝင်ရောက်ရှင်ပြိုင်ခဲ့မှုတွေကမ္ဘာအသေးဆုံးနိုင်ငံ၉နိုင်ငံအကြောင်းကိုတင်ဆက်ပေးသွားပါမယ် US ကနေဒါမက္ကဆီကိုတို့မှာကျင်းပမယ်၂၀၂၆ကမ္ဘာဖလားအတွက်အားလုံးကရင်ခုန်ထိတ်လို့ရှားနေကြပါပြီ အခုမှခြေစပွဲအဆင့်မှာပဲရှိသေးပေမယ့်အာယုံကကမ္ဘာဖလားစီကိုရောက်တဲ့အပြင်ရောက်တဲ့ပြိတ္တတွေကရောက်နေကြတာပါဒီထဲမှာ CIB လည်းအပါအဝင်ဖြစ်ပါတယ်ခြေစပွဲအဆင့်မှာပဲသမိုင်းဝင်အခိုက်အတန့်တစ်ခုကဖြစ်လာပါတယ်ဒါကတော့ကမ္ဘာဖလားကိုဝင်ရောက်ရှင်တန်းခွင့်ရမယ်သေးဆုံးနိုင်ငံတွေထဲကတစ်ခုဆိုတဲ့အကြောင်းပါဒီဘာကကျင်ပါမယ်ကမ္ဘာဖလားကိုဝင်ရောက်ချင်းပြိုင်ခွင့်ရမယ်နိုင်ငံတည်တည်လေးတခုဒီနှစ်ခြေစပွဲအဆင့်မှာထွက်ပေါ်လာပါတယ်အားလုံးရဲ့ထင်ကြေးတွေကိုကြော်ဖြတ်ပြီး ကိတ်ပအတင်းက2026ကမ္ဘာပလာခြေစပွဲကိုအောင်မြင်သွားတာပါတနိုင်ငံလုံးရဲ့စုစုပေါင်းလူဦးရေက9သိန်း2000 5000ဝန်းကျင်ပဲရှိပါတယ်ဒါဟာကမ္ဘာပလာဝင်ရောက်ရှင်ပြိုင်ခွင့်ရတဲ့ဒုတိယမြောက်လူဦးရေအနည်းဆုံးနိုင်ငံဖြစ်လာဖို့ရှိနေပါတယ်ဒီကနေမှတစ်ဆက်လေးကမ္ဘာပလာဝင်ရောက်ကစားခဲ့ရဘူးတဲ့နောက်ဝင်ရောက်ကစားမယ်ကမ္ဘာအသေးဆုံးနိုင်ငံ9နိုင်ငံကိုပေါ်ပြပေးကြပါတယ်ကမ္ဘာအသေးဆုံးဆိုတဲ့နေရာမှာတော့ကျွန်တော်က အကျယ်ဝန်းကိုတဲမတွက်ပဲနေလူဦးရေကိုပဲအဓိကထားပြီးတော့ပဲဒီမှာပြောလိုက်ပါမယ်အဓိကတော့သူ့ရဲ့အဆင့်လိုက်စီရတာအဆင်ပြေသွားအောင်ပါစလိုက်အောင်ပထမဆုံးနံပါတ်6နေရာမှာရှိနေတာကစလိုဗေးနီးယား1.9မီလီယံပါသမန်လူရေးတက်သမ9တန်းရှိတဲ့နိုင်ငံအသင်း3တင်းဒီစနစ်ထဲမှာနေရာယူထားပါတယ်။ဆလိုဗေးနီးယားကတော့အရင်တုန်းကယူဂိုစလာဗီးယားရဲ့ အစိပ်ပိုင်းတစ်ခုဖြစ်ခဲ့ဘူးတာပါ၂000ခုနှစ်မှာတော့လွတ်လပ်တဲ့နိုင်ငံတစ်နိုင်ငံအနေနဲ့ကမ္ဘာဖလားစတင်ဝင်ရောက်ကစားကွင်းရခဲ့ပါတယ်လက်ရှိအသင်းမှာဆိုရင်လည်းအက်တလတီကိုမက်ဒရစ်ကိုသမားရန်အော်ဘလက်မန်ချက်စတာယူနိုက်တက်တိုက်စင်ဘူးဆက်စကိုလီယူနိုက်တက်နောက်ခံလူဂျာကာပီချိုလို့ရှိနေပါတယ်ဒီလိုကစားမကောင်းတဲ့ချုပ်ရှိတော်ညာလေကမ္ဘာဖလားနဲ့ဝေးကွာနေတာတော့15နှစ်ရှိပါပြီနံပါတ်၈နေရာမှာရှိနေတာကဥရုဂွေး1.9 million ပါ ဥရုဂွေးကတော့ဒီအဆင်းထဲမှာကမ္ဘာဖလားကိုပုံမှန်ဝင်ရောက်နေတဲ့အသင်းတဲ့သောအသင်းလို့ဆိုနိုင်ပါတယ်ဥရုဂွေးမပါတဲ့ကမ္ဘာဖလားဆိုတာစိတ်ကူးရင်ကြည့်ဖို့တော့ခက်ပါတယ်ဒါအပြင်ဒီတောင်အမေရိကသင်က1930မှာပထမဆုံးကျင်းပခဲ့တဲ့ကမ္ဘာဖလားကိုအနိုင်ရခဲ့ပြီးတော့ကမ္ဘာဖလားရဲ့ပထမဆုံးချန်ပီယံအသင်းလည်းဖြစ်ပါတယ်သူတို့ရဲ့ဒုတိယမြောက်ကမ္ဘာဖလားရဖို့တော့နောက်ထပ်နှစ်30အထိစောင့်ခဲ့ရပြီး1950မှာတကြိမ်ထပ်မံပုံဆွဲခဲ့ပူးပါတယ်လူဦးရေနှစ်သန်းအောင်တဲ့ကမ္ဘာဖလားရခဲ့တာဖြစ်တယ်လို့ အသေးဆုံးနိုင်ငံတစ်ခုကနေကမ္ဘာဖလားပိုဆွဲတဲ့အသင်းဖြစ်လဲမှတ်တမ်းတင်ထားပါတယ်ဒီမှတ်တမ်းကိုချိုးဖြတ်မဲ့အသင်းပေါ်လာဖို့တော့မမြင်သေးပါဘူးနံပါတ်9နေရာမှာရှိနေတာက United Arab Emirates ဖြစ်ပါတယ် UAE 1.9 million နဲ့ပါ1990အီတလီကမ္ဘာဖလားမှာ UAE ဝင်ရောက်ရှင်ပြိုင်ခဲ့ဘူးတဲ့မှတ်တမ်းကိုတွေ့ရပါတယ်သူတို့ဒွတ်ပထမဆုံးနဲ့နောက်ဆုံးရှင်ပြိုင်ရတဲ့ကမ္ဘာဖလားဖြစ်ပေမဲ့လို့တခြားအာရှအသင်းတွေဖြစ်တဲ့ Japan, Saudi Arabia, ဆောက်ကိုရီးယားလိုတဲ့အစောဆုံးဝင်ရောက်ရှင်ပြန်ခွင့်ရတဲ့အသင်းဖြစ်အဲသူတို့ကပထမဆုံးဖြစ်ထားတာပါတို့1990တုန်းကကိုသွင်းနိုင်တဲ့ကစားသမားတွေကို Rolls-Royce car disease တွေထချခဲ့ပြီမဲ့အုပ်စု၃ပွဲလုံးရှုံးနေတာထွက်ခဲ့ရဘူးပါတဲ့ကိုလံဘီယာ West Germany နဲ့ Yugoslavia ၃တင်းလုံးက UAE ကိုအသာအရနိုင်သွားခဲ့ကြတော့ပါ၃ပွဲပေါင်း၁၉ဦးထိလည်း UAE ဘက်ကိုတို့တွင်းယူသွားခဲ့ကြပါတယ်လက်ရှိမှာ2026ကမ္ဘာဖလားဝင်ခွင့်ရဖို့တော့ UAE အလားအလာနည်းနည်းကောင်းနေတယ် World Cup Qualification AFC ရဲ့ Fourth Round မှာ Oman ခါကာရုနဲ့တော့အုပ်စုတွေကြာနေပြီးတော့တပွဲနဲ့တပွဲချုံးမှာသုံးမှတ်ရတော့ပါတယ်။ဒီမတိုင်ခင်ကသူတို့ကနောက်တစ်ဆင့်တက်မလို့ဖြစ်နေပြီမြေတိုက်ရိုက်ဝင်ခွင့်ရမလို့ဖြစ်နေပြီမြေလို့ကာတာကိုအဝေးခွင့်မှာသွားပြီးတော့ရှုံးနေလိုက်တဲ့ကြောင့်တိုက်ရိုက်ဝင်ခွင့်မရတော့ပင်နဲ့ Qualification Round နောက်တစ်ဆင့်ကိုဆက်ပြီးတော့ဖြတ်တန်းရပါဦးမယ်။နံပါတ်6နေရာမှာရှိနေတာက Kuwait ပါ1.5 million ရှိပါတယ်။ 1982မှာကမ္ဘာဖလားပါဝင်တဲ့အသင်းအရေအတွက်24သင်းထိတိုးချိတ်လိုက်ချိန်မှာအာဖရိကနဲ့အာရှကအသင်းတွေအများစုနေရာရလာပါတယ်။အဲ့ဒီနှစ်မှာပဲစပိန်နိုင်ငံကလက်ခံကျင်းပတဲ့ကမ္ဘာဖလားပွဲမှာကူဝေးအသင်းဝင်ရောက်ရှင်ပြိုင်ခွင့်ရခဲ့ပြီးမရနာအုပ်စုတွေကိုကြားရောက်သွားပါတယ်။အင်္ဂလန်၊ချက်ကိုစလိုဗေးကီးယား၊ဖရန့်စုနဲ့ရင်ဆိုင်ခဲ့ရတာပါ။ထူးထူးခြားခြားပဲကူဝေးမင်းသားပရင်စ်ဖာဟက်ကပြင်တဲ့အသင်းရဲ့ twin goal ကိုခွင့်မပြုဖို့ကွင်းထဲတီပြေးဝင်ကဒိုင်လီယူးကိုစောရကတက်ခဲ့မှုပါတယ်။နိုင်ငံကစနစ်တကျမှာမှတ်မှတ်ရရဖြစ်ခဲ့တဲ့အခိုက်အတန့်တစ်ခုလေ။ ဖြစ်တာပါနံပါတ်9နေရာကတော့ Northern Ireland 1.4 million နဲ့ရှိပါတယ် UK ရဲ့အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ Northern Ireland ကတော့ကမ္ဘာဖလားကိုအကျဉ်းကြီးအများကြီးဝင်ပြိုင်ထားတဲ့အသေးတော့မဟုတ်ပါဘူးသို့သော်1980နှစ်ကမ္ဘာဖလားမှာပြသခဲ့တဲ့ Northern Ireland ရဲ့ဆွမ်းဆောင်ကြီးဟာဒီနေ့ထိတိုင်ပြောထမတ်တွင်နေသေးပါပဲအဲ့ဒီပြိုင်ပွဲမှာ Spain ကိုအနိုင်ရခဲ့ရုံသာမကနောက်တစ်ဆင့်ကိုပါအဲသူတို့တက်ရောက်နိုင်ခဲ့ကြပါတယ်ဒီကမ္ဘာ၄သန်းသာရှိတဲ့ဒီနိုင်ငံလေးရဲ့ ဘောလုံးသမိုင်းမှာပါဝင်မှုကဒီမာရီမရက်သေးပါဘူး1958ကပ္ပဗလားမှာလေကွာတာဖိုင်နယ်အထိတက်ရောက်ခဲ့ပူပါတယ်ဒီရွှေရောင်နေ့ရက်တွေကတော့တခိတခါကဂျော့ဘီဘက်စ်နဲ့ဒန်နီဘလန့်ဖလာဝါတို့ကစားခဲ့စဉ်အချိန်တွေတုန်းကပါ1986နောက်ပိုင်းမှာတော့ကပ္ပဗလားချန်ပီယံထက်ကို Northern Ireland တို့ပြန်လဲမတက်ရောက်လာနိုင်သေးပါဘူးမိသက်ဆုံးကတော့2018ကပလေးအော့မှာဆွစ်ဇာလန်နဲ့ကစားခဲ့ရတဲ့ပွဲဖြစ်ပြီးဆုံးနေပြပါတယ်နံပါတ်၄နေရာမှာ Trinidad and Tobago ဆိုပြီးရှိနေပါတယ်သူကနာမည်အရလို့အတွဲလိုက်ကြည့် 1.3 million ရှိပါတယ်2006ဂျာမနီမှာကျင်းပတဲ့ကမ္ဘာ့ဗလာပြိုင်ပွဲကို Trinidad and Tobago တို့ဝင်ရောက်ရှင်ပြိုင်ခဲ့မှုပါတယ်တောင်အမေရိကမှာရှိတဲ့ Caribbean အမွာဘူးကျွန်းနိုင်ငံလေးပါ African and Indian Caribbean ရင်ကျေးမှုတွေနဲ့နောက်ပါတဲ့ကျွန်းနိုင်ငံတွေလေးတခုလည်းဖြစ်ပါတယ်သူတို့ရဲ့တကြိမ်တည်းသောကမ္ဘာ့ဗလာမှာလည်းမြင်မတန်လေးစားလောက်စရာစွမ်းဆောင်ရည်ကိုပြသနိုင်ခဲ့တာပါဗလာဒန်အီဘရာဟီမိုဗစ်နဲ့ Henry Larkin တို့ဦးဆောင်တဲ့ Sweden အသင်းကိုဂိုးမရှိသေးတဲ့ကစားပြခဲ့တယ်လို့ England နဲ့ Paraguay တို့ ဟိုလေဒီကာရီဘီယံကျွန်းသားတွေကပြင်းပြင်းထန်ထန်ခုခံကစားခဲ့တယ်။ပြန်ပတ်တင်းနေနေနဲ့အနိုင်ရဖို့အတွက်အရန်ကိုအားထုတ်ခဲ့ရပါတယ်။ဒါဆိုကာဝါရီယာစ်လို့ခေါ်တဲ့ထရီနီဒက်နဲ့ထိုပါကိုအသင်းရဲ့သမိုင်းဝင်ပြန်ပွဲကိုတိတိမသုံးတန်းသောပြည်သူတွေကစေတုနှစ်နှစ်ခုကြာပြီးတိုင်ပြန်တွေ့တိုင်းဂုဏ်ပြုကြအောင်ပါပါ။ကမ္ဘာစစ်ကြီးထက်မှာဝင်ရောက်ရှင်ပြိုင်နိုင်ခဲ့ရုံသာမကပဲနဲ့ပြိုင်ပကောင်းဖြစ်အင်္ဂလန်ဆွီဒင်တို့လိုအသင်းကြီးတွေကိုပါဒုက္ခပေးနိုင်ခဲ့ကြပါတယ်။နံပါတ်3နေရာမှာရှိနေတာကပါရာဂွေး လူဦးရေ8,600ရှိပါတယ်။ဒါအမေရိကန်နိုင်ငံတွေထဲကမ္ဘာ့ဘလောက်ဝင်ရောက်ကစားမှုတဲ့အသေးဆုံးနိုင်ငံကတော့ပါရာဂွေးပါ။အဝေးကသုံးတယ်မှာပြုလုပ်ခဲ့တဲ့အစောဆုံးကမ္ဘာ့ဘလောက်မှာဝင်ရောက်ကစားခွင့်ရခဲ့တာပါ။ဒီအပြင်ကလက်ရှိမှာ FIFA အဆင့်သတ်မှတ်ချက်30ခုအထိရှိနေပြီးတော့ World Cup ကိုလည်း၈ချိန်အထိဝင်ရောက်ကစားထားတဲ့အပြင်မှာအမြင့်ဆုံးအဆင့်အနေနဲ့2010အာဖရိကမှာကျင်းပတဲ့ပြိုင်ပွဲမှာ Quarter Final အထိတက်ရောက်ခဲ့မှုပါတယ်။ဒါကသူတို့ရဲ့နောက်ဆုံးကမ္ဘာ့ဘလောက်ဖြစ်ပြီးတော့လာမယ့်2026မှာကျင်းပမယ့်ပြိုင်ပွဲအတွက်တော့လက်ရှိမှာခြေစပွဲအောင်ထားပါတယ် ဟုတ်ပါအစီအမြင့်ထက်မှာပြန်မြင်တွေ့ရတော့မှာပါနံပါတ်2မှာတော့လောလောလတ်လတ်ခြေစပွဲအောင်တာတဲ့ကိတ်ဗမာဒီ2500လူကြီးရှိပါတယ်ဒီအသင်းကတော့လောလောလတ်လတ်ခြေစပွဲအောင်မြင်ထားတာပါအာဖရိကနိုင်ငံငယ်လေးလေးဖြစ်ပါတယ်အာဖရိကမှာတော့အသင်းတွေကြားက ranking တွေအတော်ကွာခြားပါတယ်ကောင်းတဲ့အသင်းကရန်ကောင်းပြီးအားနေတဲ့အသင်းတွေကတော့အားနေရပါကိပါကတော့အမေရိကကိုသွားမယ်လက်မှတ်ကိုကြိုတင်ဖြတ်ပြီးသွားတဲ့အတွက်ဒီနိုင်ငံလေးအတွက်တော့အင်မတန်ကုန်ပြည်ရာကောင်းတဲ့အခိုက်အတန့်ကိုဖြတ်တန်းနေကြပါတယ် ကိစ္စသွားရောက်ကစားမယ် US ကပြည်နယ်တိုင်းကဒီနိုင်ငံထက်ကိုလူကြီးရပူများနေတာပါလူကြီးနဲပါတယ်ဆိုတော့ Northern Ireland တော့မှာကိစ္စထက် population က3000တိများနေပါလိမ့်ဒီစီးရဲမှာထိတ်တုံးမှာပိုဆွဲနေတာကတော့ Iceland မှာလူကြီး3000 4000ရှိပါတယ် Right for San ရဲ့ England တင်းကို2016 European ဝဲမှာဒီ Iceland တင်းကအနိုင်ကျန်ခဲ့ဘူးပါတယ်အဲတုန်းက England Premier League ရဲ့ aim မဆိုးဖြစ်ခဲ့တဲ့အတင်းမှာ 2018ရုရှားကမ္ဘာဖလားမှာလည်းသူတို့ဆက်လက်ပါဝင်ခွင့်ရနေပြီးတော့အဲဂုံယူရီယာအဖြစ်သမိုင်းမှတ်တမ်းတင်ထားပါတယ်လက်ရှိအိုင်စလန်တဲ့လူကြီးနေပြီးတော့သိနေတဲ့နိုင်ငံနောက်တစ်နိုင်ငံရှိပါလေသူကတော့ဖာရိုအိုင်လန်ဒ်ပါဆိုဖာရိုအိုင်လန်ဒ်အနေနဲ့ယူ2021ကမ္ဘာဖလားခြေစပွဲအောင်လို့သူတို့လက်တကောကွာအထိကိုရောက်လာပြီမဲ့လက်ကျန်တဲ့ပွဲကိုခရိုအေးရှားကိုဝေးကွင်းမှာရင်ဆိုင်ရမှာကြောင့်မလွယ်တော့မလွယ်တော့ပါဘူးတစ်ဖက်မှာ chess ကလည်း ဂျီဘရော့တာကိုနောက်ဆုံးပွဲရင်ဆိုင်ရမှာဆိုတော့ Faroe Island အတွက်စံချိန်ချိုးနိုင်တဲ့အခွင့်အရေးကဝေးသွားပါပြီ။အဒီကရင်ကိုမတင်ဆက်ခင်ကဒီကမ္ဘာဖလားခြေစပွဲတွေပြန်နေတဲ့အချိန်ဖြစ်တဲ့အတွက်မှတ်တမ်းတွေဝင်ရောက်ချင်းပြန်ခွင့်တွေရအာအမြဲလှုပ်ရှားနေရပေါ့ပြန်ပြင်ရတယ် UAE ဆိုပြန်ပြင်လိုက်ရတယ်သူဝင်ရောက်ခံရကြမှာကတာကိုသွားရှုံးလိုက်တယ် Faroe Islands နဲ့ဒီတိုင်းပဲပေါ့နော်ဆိုတော့ဒါကတော့လက်ရှိမှာစိတ်ဝင်စားစရာကောင်းတဲ့နိုင်ငံငယ်လေးတွေအကြောင်း ီနိုင်ငံငယ်လေးတွေကနေကမ္ဘာဖလားဆင်းသင်းထက်ကိုတက်လန်းသွားပုံတွေကိုကျွန်တော်တင်ဆက်ပြခဲ့တာဖြစ်ပါတယ်။နောက်ဗီဒီယိုတွေမှာကျွန်တော်တို့ပြန်တွေ့ပါမယ်။ CMB ကို YouTube မှာ Subscribe လုပ်ထားနိုင်ပါတယ်။အားပေးတဲ့အတွက်ကျေးဇူးပါ။